ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့ဂူလာဆိုးရေးသားတဲ့တွေးကြွေးဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။နိုင်ငံတော်မှာစီးလှုပ်ရှားမှုအရှိန်ဟုန်များနှစ်ဖက်စလုံးမှာစတင်အရှိန်မြင့်တင်လာနေပြီဖြစ်ပါတယ်။မြို့သားညီညွတ်ရေးဆိုရမှကျညာထားပြီးဖြစ်တဲ့ထွေထွေထိုးစစ်ကြီးဖြစ်လာပါကပြည်သူများတတ်နိုင်တဲ့ဘက်မှပါဝင်ကြပါရန်88မျိုးသော 88မျိုးဆက်ခေါင်းဆောင်ဦးမင်းကိုနိုင်ရဲ့တိုက်တွန်းချက်ထွက်ပေါ်လာခဲ့ပါတယ်။ပြည်သူ့ဘက်သားတော်လှန်ရေးအဖွဲ့များဟာလည်းကချင်းရခိုင်ကရင်နဲ့နိုင်ငံအလဲပိုင်းမှာအချိန်မြင့်တိုက်ခိုက်နေကြပြီ ဖြစ်ပါတယ်။မေလ16ရက်နေ့မနက်တနာရီ48မိနစ်လောက်မှာတောင်ငူမြို့ကေရုမရီလေးတဲ့စခန်းကိုတရခွန်မမရှော့တိုက်ဒုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှစ်လုံးအောင်မြင်စွာကြောက်ရောက်ပေါက်ကွဲခဲ့ပြီးလေတဲ့အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ၂ဦး ဘူကြီးအဆင့်ရှိသူ2ဦး၊လေအုပ်အပါဝင်အခြားအဆင့်စစ်တီ6ဦးစုစုပေါင်း10ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဗရင်နောင်တပ်မြို့ရှိတပ်စုမှုတပ်ခွဲမှုတရင်မှုများအတင်းနှံများပေးနေတဲ့ကျမ်းပတ်စစ်ကောင်စီရဲ့တမ်းမြင့်တိုက်ခိုက်ရေးတင်နှံကြောင်းဟာယနေ့နက်9နာရီမီးနှင်20မှာတရခွန်မမရှော့တိုက်ဒုံ၅လုံးနဲ့ပြစ်ခတ်ခဲ့တဲ့အနေနဲ့ လေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ငယ်ကြောင်း Brave Warrior for Myanmar BWM အဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်။ထို့အပြင် Jet Fighter လေယာဉ်၂စီး Y8 လေယာဉ်တစ်စီးတို့ထိခိုက်ပျက်စီးခဲ့ပြီးလေတဲ့အတွင်းရှိ Drone ကိုယ်တော်မီးလောင်ပျက်စီးကလေတဲ့အတွင်းပျက်စီးသေးယူပို့ဆောင်ပြုလုပ်ပေးနေတဲ့ယင်ချို့လေတဲ့အတွင်းရှိလေတဲ့စစ်တီများနားနေဆောင်တလုံးလေယာဉ်ပေါ်ပျက်စီးကိုယ်တော်နှလုံးတို့ထိခိုက်ပျက်စီးခဲ့ကြောင်း

အင်ကပူမြို့နယ်ကွင်းကောက်ကြီးရွာအထိရောက်ရှိလာပြီးဖြစ်ပါတယ်။လေးမြနာမြို့နယ်အတွင်းရှိကြီးရွာအများပြားကိုတိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။အေအေနဲ့ PDF ပူးပေါင်းတက်များဟာရခိုင်ရိုးမှတလျှောက်ချီကုတ်ယူထားပြီးဖြစ်လို့ကြံကင်းမြန်အောင်သွားလမ်းမများကိုချိမ့်ချောက်လာပြီးဖြစ်ပါတယ်။ပသိမ်မူရွာလမ်းတလျှောက်လည်းတနည်း၁၀မိုင်နှုန်းနဲ့နေမြေဆိုးမမှုရနေပြီလို့ဒေသခံများကမြန်မာနောင်းကိုပြောပြခဲ့ကြပါတယ်။ရေချင်းငတိုင်းကြောင်းတာပေါင်း လေးမျက်နှာအင်ကပူမြန်အောင်မျိုးများထိထိုးစစ်ဆင်လာနေပြီဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်နန့်ရကားမိုင်းကားမိုင်းလမ်းမိုင်းရှိတရားညီနောင်အနီး KIAP ရဲ့ပူးပေါင်းတပ်များနဲ့ဂျမ်ဘတ်စစ်ကောင်စီတပ်အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတေသူတွေဒဏ်ရာရတဲ့သူ များပြားနေပြီးလက်နက်ခဲယမ်းချို့လဲတင်းစီရရှိထားတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကီစခန်းအား KNL ပူးပေါင်းတပ်များက တိမ့်ယူပြီးတော့ပြည်သူတရားဝန်ကျင် ထိုင်းနိုင်ငံဘက်စစ်ဘေးတိမ့်ချောင်နေရတယ်လို့ဆိုပါတယ်။မင်းအောင်လှိုင်ဟာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ခွင့်ရသွားခဲ့ပြီဖြစ်လို့၎င်းတို့အကြားခေါင်းမော်ရင်ကော့ဖြစ်လာပုံရပြီးမေ12ရက်နေ့မှာစတင်ကစစ်တိုင်းမှုများနေပြည်တော်ရှိစစ်ဘိုလ်ချုပ်များနဲ့ဇက်တိုက်ဆိုသလိုခေါ်ယူစည်းဝေးနေပြီဖြစ်ပါတယ်။ယူကောက်ပွဲကလည်းဒီဇင်ဘာတတိယနဲ့စရုတ်ထပတ်ဇန်နဝါရီလပထမနဲ့ဒုတိယဘက်များ မှာလေးတုပ်ခွဲပြီးပြုတ်လောက်မှာဖြစ်တယ်လို့သိရပါတယ်အဒီမပြုတ်နိုင်သေးတဲ့သတင်းများအရဇူလိုင်လတက်တန်းတိုးရမယ့်အချိန်မှာဂျားကာလာဆိုရဖြစ်အမီပြောင်းမှုပင် ရှိနေတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်လို့မဲဆန္ဒနယ်မြေများမိတို့မိပုံတတ်မှတ်မီအဆရှိတဲ့လုံထုံးလုံနီးများကို ကျင်းညာခြင်းမျိုးမရှိသေးပါဘူး။ ၎င်းရဲ့ဖဲသုံးချက်ရွေးကောက်ပွဲမှာပါဝင်ရမယ်ထိုးသားများကလည်းရွေးကောက်ပွဲဘူးလူလူကသပိတ်မောက်မီကိုစိုးရိမ်မကင်ဖြစ်နေကြောင်းအရေးအမွတ်ထုတ်ဖော်ပြောဆိုလာကြပါတယ်ဤဒီကစစ်တပ်အားလူလူကိုမဲယုံတဲ့တနက်ပြ၍အတင်းအကျပ်ဆွဲသွင်းဖို့လူကြောင်းတတိပေးလိုက်ခြင်းသာဖြစ်ပါတယ်တုံးမပါကငွေကုံလူပန်းဖြစ်သေးတာအဖက်တင်ပါတော့မယ် သို့သောရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌကတော့ဒီမိုကရက်တစ်ဟုအမိခံထားတော်လဲရွေးကောက်ပွဲမှာ လူတအူးမဲလာပေးလဲအထမြောက်တယ်လို့ပြောလာခဲ့ပါတယ်။၎င်းတို့အလုံးကရွေးကောက်ပွဲလှုပ်လိုက်တည်နဲ့တိုင်းပြည်ဟာနရရှိယောဂါကြီးနေချင်းညချင်းတတ်တာသွားမယ်လို့ယူဆနေကြပုံရပါတယ်။ထို့သောယူဆခြင်းမှာလည်းအကြောင်းများရှိနေပါတယ်။လူတို့ရဲ့စိတ်ထဲမှာဒီမိုကရေစီစနစ်ကြီး ပေါ်ထွန်းလာပါဘကောလို့ဆိုကတော်လန်နေသူများအကြောခိုင်းလာကြတော့မီအကျန်းဖက်တက်ကိုထောက်ခံလာကြမီဤသို့ဖြင့်လူလူထောက်ခံမှုကြာဆုံးသွားသောတော်လန်ရည်သည်တဖြည်းဖြည်းနဲ့မိစာကုံရေခမ်းဖြစ်သွားမီလို့တွက်ဆထား၍ဖြစ်ပါတယ်တရုတ်ကလည်းအချားနီလန်မရှိတော့တဲ့အတူတူစမ်းကြည့်တဲ့နယ်လို့ခံယူထားပါတယ် ချမ်းဖို့မှလွဲ၍ချမ်း55ပါတီယာရွေးကောက်ပွဲမှတဆင့်တိုင်းပြည်အာဏာကိုရလာကြမယ်၎င်းတို့ကိုယ်တိုင်လက်ရှိအချက်အသေးကြီးကိုစိတ်ကြိုက်ဖြေရှင်းနိုင်မယ်လို့ယူဆထားခြင်းမရှိဖြေရှင်းဝင်ရသည်ဆိုအောင်ခေါင်းဆောင်မှုအရေးချင်းပြေဝသူလူတို့ရဲ့ယုံကြည်ကိုးစားခံရသူတဦးတလီမြပင် ပါဝင်နေခြင်းမရှိပါဘူးအချမ်းဖတ်စစ်တပ်ရဲ့စင်တင်ရုတ်သီးများဖြစ်လွတ်တော်တဲ့မိတို့များလာမီမဟုတ် မစ်တို့တော်လဲမိတို့မြဖြစ်လာမှာမဟုတ်အစိုးတင်ဟိုးစိုးတင်ဒီအစိုးတင်နဲ့ကပြအတုံးတော်ခံသွားကြမယ်လူများဖြစ်တည်ကိုလဲကောင်းစွာသဘောပေါက်ထားကြပြီဖြစ်ပါတယ်ထို့သောလောက်ခွင့်လေးရဖို့ကလဲရွေးကောက်ပွဲတကယ်တမ်းလှုပ်ဖြစ်မှသာဖြစ်မှာပါကျမ်းမဆေးဥစုကိုကုညီရန်အတွက်သာဖြစ်လို့မလုတ်ပြစ်လဲအေးမကြီးလားလို့ခံယူထားကြပြီဖြစ်ပါတယ်။ယခုပင်ကျပ်ဖို့ပါတီခေါင်းဆောင်ပိုင်းဟာတိုးတိုးတိတ်တိတ်နဲ့ဒရီဝူရိယကြီးစွာ သွာလာနေရပြီဖြစ်တယ်လို့လူမှုကွန်ရက်မှာထုတ်ဖော်ပြောဆိုလာရပါတယ်။အကျန်းဖတ်သမားမင်းအွန်လိုင်းကိုတိုင်းမင်းနိုင်ငံတွင်းလွတ်လွတ်လပ်လပ်သွားရသည့်နည်းမျိုးများဟာ16ရာခိုင်နှုန်းသာရှိတော့တယ်လို့မြန်မာရေးအကြံပေးကောင်စီမှတွက်ချက်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်